မင်္ဂလာပါရှင်ဆီယာမကြီးမဝင်းမြင့်ရေးသားထားတဲ့မြတိလာတောင်ဆွေဝဲနောင်းဒီဆိုတဲ့ဝိထုရှိလေးကို အပိုင်ဆက်ဖတ်ပြပေးမှာပဲဖြစ်ပါတယ်မြတိလာတောင်ဆွေဝဲနောင်းဒီ ဆာရီသူ၏အမသာယခုကျမရေးသားသောမြတိလာတောင်းဆွေဝဲနှောင်းဒီဝိထုအားကျမသည်ကရင်ပြည်နယ်မြို့တော်ဖအံတွင်နေထိုင်စဉ်ကပင်ရေးသားရန်ဆန္ဒရှိခဲ့ပါသည်ထို့သောအကြောင်းအချက်လည်းများပြည်စုံစွာရှာဖွေစုံစမ်း၍မရသေးသောကြောင့်မရေးသားဖြစ်ခဲ့ခြင်းယခုကော်ဂရိတ်မြို့သို့ရောက်မှစာဖတ်ပရိသတ်များစိတ်တိုင်းကြဖြစ်စေအောင် ရေးသားနိုင်မည့်အကြောင်းချက်များထိုက်တင်သည်များစူဆောင်းရရှိ၍ရေးသားလိုက်ရခြင်းဖြစ်ပါသည်ဤဝိတုဖြစ်ပေါ်လာစေသောမူလအရင်ခံသဲလွန်စာကကျမသည်1949ခုနှစ်နိုဝင်ဘာလတွင် ကရင်ပြည်နယ်မြို့တော်ဖအံသို့ရောက်ခဲ့ပါသည်ဈေးဝယ်ရန်လာခဲ့သောကျမသည်ဖအံမြို့စီအတွင်းဆိုင်တဆိုင်မှာစာနှစ်စီရွက်ကြီးများဝယ်နေသောအသက်50အရွယ်ကရင်အဖိုးကြီး၃ယောက်အာ အမတ်မထင်တွေ့မိပါသည် အခြားသောကရင်အမျိုးသားများနှင့်ရုပ်ရည်မတူပဲဖြူပတ်ဖြူရော်အသားရည်ခမုံမှုမျက်ခွန်းကြောင်တက်တက်မျက်လုံးပြောင်နေသောကရုံနှင့်အနီအနက်စင်တင်တိုင်းရှိကြီးများကိုဝစ်ထားသောထိုအဖိုးကြီးသုံးယောက်သည်စွန့်အာသော သူများကဲ့သို့စကားတလုံးမျှမပြောဘဲခြေပြားလက်ပြားဈေးဝဲနေသည်ကိုတွေ့ရ၍အံ့ဩမိပါသည်စီရောင်းသူများအားမေးမြန်းကြည့်မိရာ ။ထိုအဖိုးကြီး၃ယောက်မှာကရင်များပင်ဖြစ်တော်လဲဘာသာစကားမှာတမျိုးဖြစ်၍သူတို့၏စကားကိုလည်းတခြားသော ကရင်များကနားမလဲ။အခြားသော ကရင်များစကားကိုလည်းသူတို့ကနားမလဲ။ထို့ကြောင့်ခြေပြားလက်ပြားဈေးဝယ်ကြကြောင်း၃လမှတစ်ခါလောက်တာလင်းလာတတ်ကြောင်းဝယ်ယူသောပစ္စည်းများမှာစာစီနှင့်ဈေးရွက်ကြီးတာလင်းဖြစ်ကြောင်းကြားသိရပါသည်။ကျမသည်ထိုအဖိုးကြီး၃ယောက်အကြောင်းကို စိတ်မဝင်စားတော့ဘဲမေးပြောက်လိုက်ပါ၏။ 1960ခုနှစ်တွင် ကျမသည်ကရင်ပြည်နယ်တွင်ရှိ စာတန်ကူတို့သွားခဲ့ပါသည်စာတန်ကူတို့သွားရာလမ်းတွင်ဖျက်တမ်းသွားရသောရွာများအနက်မှအင်းဒူးရွာမြပြည်ရွာယခုမပြည်ရွာဟုခေါ်သည်ထိုရွာဟုသောရွာနေရွာ၏နာမည်များကိုစိတ်ဝင်စားမိသဖြင့်မေးမြန်းစုံစမ်းမိပါသည်ထိုအခါတီယာတီမှာလူပြည်ရှိမြသာစင်နူတော်ကိုဖူးမြော်ရန် ထက်ကောင်းခင်မှာ နဘရင်တကြမင်းစင်သက်သောနေရာဖြစ်၍လူအများရွာတီထောင်သောအခါတကြမင်းကိုအစွဲပြုပြီးရွာအမိကိုအိန္ဒာဒေဝဟု အမတ်တညာပြုခဲ့ကြောင်းကာလရွေလျော်၍အိန္ဒုရွာဟုခေါ်တွင်ကြောင်းယခုမပြည့်ရွာဟုခေါ်သောရွာမှာနမီရင်မြပြည့်ရွာဖြစ်ကြောင်းရွာမှာအတော်ဝေသော တနေရာရှိတောင်ကုန်းပေါ်မှာပြည်တန်သောမြစင်နူးတော်တစုရှိကြောင်းထိုတောင်မှာနတ်စည်းပင်များအများပြားရှိကြောင်း တခါတည်းရန်အကြောင်းအားလျော်စွာ မျက်စိလဲလမ်းမ၍တောင်တန်းပေါ်ရောက်သွားသူတို့သည်ကြည်ညိုဝဲကောင်းလာသောမြသာစင်တို့တို့ကိုဖူခဲ့ရပြီး ထူဆန်သောအပင်များကို တွေ့ခဲ့ရကြောင်းမြဖုရားနေထူအပင်များကိုတွေ့လို့ဖူလို့စိနေအတူတလေသွားရောက်ရှာပေသောအခါဖူးတွေ့ရမည်ကို ဝေစွာနေရာကိုပင် ရှာမတွေ့အောင်ဖြစ်ခဲ့ရကြောင်းတော်ရင်တရိစံနေမွေဆိုးများကြောင့်အသက်လူပြန်ပြေးခဲ့ရကြောင်း ်ထိုများသားတို့တော်ကိုဖူးခဲ့ရသည့်သူများက တီထောင်ခဲ့သောရွာဖြစ်၍မြပြည်ရွာဟု ခေါ်တွင်ခဲ့ကြောင်းကြားသိခဲ့ရပါသည်။ကျမသည် စာရေးဝါသနာပါသူပြီးပြီးနှုတ်အငိမ့်မနေတတ်သူဖြစ်သည့်အလျောက်ကရင်ပြည်နယ်မြို့တော်ဖအံမာနေထိုင်စဉ်အတွင် ရောက်နိုင်သရွေသော အရက်ဒေသမှ အသက်ကြီးရင်သူကရင်အဖိုးကြီးအဖွားကြီးများကိုတွေ့လျင်လက်ဆောင်ပစ္စည်းစာသဖြင့်ကတော့ကရှိဟောင်းနောင်ပြမြမေလိရှိသည်တွင်မှ ကရင်အဖိုးကြီး၃ယောက်အကြောင်း အစာပေါ်လာပြန်ပါသည်ထိုကရင်အဖိုးကြီး၃ယောက်တို့နေထိုင်ရာက လူသူမနည်းသည်နက်ခေါင်သောတောတောင်အတွင်မှတည်တက်နေထိုင်ကြကြောင်းအပြင်အပါလူများနှင့်တွေရောရှစ်တီဝင်ထွက်သွားလာဆက်သွဲခြင်းမရှိကြောင်း၎င်းတို့နေထိုင်ရာကိုလည်းအခြားသောလူမျိုးများလာရောက်ခွင့်မပြုကြောင်းလူပြိုလူရွေးများကလေးများမိမသားများသည်၎င်းတို့နေရာတောင်ဆောင်မှမြည်သည့်အခါမှထွက်လာလေမရှိကြောင်း ၎င်းတို့နေထိုင်ရာဒေသမှထွက်သောအသီးနှံကိုတက်ကြီးရွယ်ဦးအဖိုးကြီးများကသာထွက်လာရောင်းချလိရှိပြီးအလိုရှိသောပစ္စည်းများကိုဝယ်ရန်လေတက်ကြီးရွယ်ဦးအဖိုးကြီးများသာထွက်ဝဲလိရှိကြ။၎င်းဒေသရှိလူများအလုံးမှာတသက်လွတ်သားလင်းစားလိရှိကြ။၎င်းတို့နေထိုင်ရာတောင်တန်းတွင်ရှေးရခင်လွန်လေပြီးသောနှစ်ပေါင်းများစွာကမြရတနာများမြဖျားများနတ်စည်းပင်များရှိခဲ့တော်လေ ယခုမှလုံးဝအစာပြတ်အောင်ပျောက်ကွယ်သွားပြီဖြစ်ကြောင်းကိုကြားသိရပါသည်။သို့သောဆောင်းပါသို့မဟုတ်ဝိတုတပုတ်ဖြစ်လာအောင်ပြေဆုံးသည်မဟုတ်၍ကျမသည် စိတ်ထဲမှသာထားခဲ့ပါသည်။ဖအံမျိုးမှမော်လမြိုင်မျိုးတို့ကျမပြောင်းလာသောအခါခင်မွန်းတဲ့အတွက်တမတော်ကပေးထားသောမော်တော်ကားကိုမောင်းရသည့်ရဲဘော်ဇနီးမောင်နှံမှကျမနှင့်သာသမီနှင့်မိဘတပွဲခင်မင်းရင်း၍အိမ်မှာပင်အနေများလာသောအခါ ရင်ရင်နီနီစကားသမီးပြောလိရှိပါသည်ကာမောင်းသောရဲဘော်ဤဇနီးမှာဖအန်ခိုင်မဲတောင်ရွာသူကရင်အမျိုးသမီးလေးဖြစ်ပါသည်တနေ့တွင် ကျမသည် ထိုကလေးမလေးနှင့်ကရင်ပြည်နယ်ဖအန်မာနေစဉ်ကဇွဲကပင်တောင် ရေတကုန်ထမတိုင်းတောင်များကိုတက်စင်ကအကြောင်းများစကားဆက်ပြောကြရမှာကလေးမလေးကအမေနောင်စငယ်တောင်ကိုရောက်ဘူးလားဟုမေးပါသည် ကျမကမရောက်ဘူးကြောင်းနာမည်ပြမကြဘူးကြောင်းပြန်ပြောတော့အခါကလေးမလေးကတချိန်သောအခါကသူသည်ထိုတောင်တန်းအနီးရှိရွာတရွာသို့အလဲသွားခဲ့ကြောင်းတနေ့တွင်မိုးရှာမြစ်ချိုးရင် မျက်စိလဲလမ်းမ၍နောင်စငယ်တောင်တန်းပေါ်ရောက်သွားကြောင်းတောင်တန်းဤတည်နေပုံပုံတံထူကြကြောင်းတောင်ပေါ်တွင်စူစီရိုးအထက်ထက်ကားထသောရွာတရွာ တွေ့ခဲ့ကြောင်းထိုရွာကိုချုံမော်လှပသောမင်းမပြူတယောက်က ဘယင်မအဖြစ်အုပ်ချုပ်နေကြောင်းနဲ့တကွသူတွေ့ခဲ့ရသမျှကိုပြန်လည်ပြောပြတော့အခါမှဖအံစီ အတွင်းမှာကျမတွေ့ခဲ့ရသောထူကြားသည့်ကရင်အဖိုးကြီး၃ယောက်တို့၏ဇာတိချက်ချွေသီးသန့်မြေဖြစ်၍ကျမကြားခဲ့ဘူးသမျှသော အကြောင်းအရာများမှာ တခုနေ့တခုအံ့ဩဝယ်ဆက်ဆက်နေကြောင်းသိရပါသည်ကျမလည်းစူးစီးဟုပြင်ကချောင်းကြည့်ခဲ့ရတာအမေရဲ့ဘယင်မရေချိုးလာတာတွေ့ရတယ်တိတ်လာတယ်အမေဒါပေမဲ့ ူတို့ရွာနာအပြင်လူကတ်လိုက်ဒူးလေးနဲ့ပြစ်တတ်တတ်တယ်။ကျမကြောက်တာနဲ့ကြာကြာမကြည့်ပဲပြန်ပြေးလာခဲ့ရတယ်ဟုကလေးမလေးကသူ့စကားကိုနှီးကုံချုပ်လိုက်ပါသည်။ကျမသည်မော်လမြိုင်မှကော့ဂရိတ်သို့ပြောင်းလာသောအခါမှာစုံစမ်းမေးမြန်းရင်းနောင်စငဲတောင်အကြောင်းကို အတော်အတန်စုံလင်အောင်တိလာရသောအခါမှအကြောင်းချက်များအလုံးဆက်ဆက်ကဤမြသေးလာတောင်ဆွေးဝဲနှောင်သည်ဝိထုကိုရေးသားလိုက်ရပါသည်။ နောင်စငယ်ဒေသမှာထူဆန်းလာသော လူတစု၏ဝိစားစင်ရင်မှုနေထိုင်မှုများမှာမျက်မြင်ကိုယ်တွေ့ခြောင်မြောင်ကြည့်ရှုခဲ့သောရဲဘော်ဤစနီးကရင်အမျိုးသမီးကလေးပြောပြသည့်အတိုင်းရေးသားခဲ့ခြင်းဖြစ်သည်တီသူမရှိသလောက်ရှား၍လူသူပေါရောက်ဆက်သွဲခြင်းလုံးဝမရှိသောဤတီတန့်ရွာကလေးကနောင်စငယ်တောင်တန်းပေါ်ဝေးစိတ်ငြိမ်အေးချမ်းစွာတည်ရှိနေသည်ယခုတက်တိုင်းအသက်ထင်ရှားရှိနေသည်သောထူဆန်းလာသည့်လူတစုကား ရှိရခင်ကလိုစီကားသားရာကျေပြန့်စွာမရှိတော့ဘဲဆိုးရုပ်တင်ကောကရွာသိမ်းရွာငယ်အဖြစ်သားလင်ကျွင်းကြံရည်၍ချစ်စပွဲချောမောလှပသောဘယင်မအမတ်တညာထားသည့်မိမသားတယောက်ကအုပ်စိုးစဲပင်ဖြစ်ပေသည်1963မတ်လ16ရက်နေ့အချိန်မှာဒုတိယကဘာစစ်ကြီးမဖြစ်မီတခုဓမြမဒိန်ကင်းငိမ့်သောမြမပြည်သည် ဘိသရှာအနေချက်လက်အောက်မှာကျွန်နိုင်ငံအဖြစ်ဖြင့်ဖိနှိပ်ခံရသော အခါဖြစ်၏ထိုခေတ်တို့အချင်းကမြန်မာလူမျိုးတိုင်းပင်အကျင့်စာရိတ်တာနှင့်ပတ်သက်ပြီးမေဆွန်မထင်အောင်ဖြူစင်သောတိတ်ခါဖြင့်နေထိုင်သူများပြားသည် အထူးသဖြင့်မြန်မာဘရင်နောက်ဆုံးနန်းဆန်သွားတော်မူသောမန္တလေးမြို့တွင်မဟာဆွေတော်မျိုးတော်များကလည်းဆွေတော်မျိုးတော်အလျောက်မူမန်စစ်မှုထမ်းအဆက်အနွယ်များကလည်းမိမိတို့မျိုးယူအဆက်အနွယ်အလျောက် တည်ကြည်စွာနေထိုင်၍နမည်နေဂုံတိတ်ခါကို အထူးထိန်သိမ်းကြလေသည်မန္တလေးမြို့အရှိပြင်းဝဲတာယာသောခြံကြီးအတွင်မှ ဆောက်လုပ်ထားသောခြေတန်းရှိတစ်သားတစ်ထပ်အိမ်တစ်ဆောင်တွင်ကမြမဘရင်လက်ထက်ကစစ်မှုထမ်းအမျိုးနွယ်ဖြစ်သောဦးစောအေးဆိုသူနေထိုင်လေသည်ဇနီးသည်ဆုံပါကွဲလွန်သွားတော့လေနောက်အိမ်နောက်မထူပဲတူဒီသောသားကိုစောခိုင်ကိုဆောင်လျှောက်ရင်းသမင်ကျက်တပည့်ကြီးဖြစ်သောအိမ်တော်ပါငယ်မွေးချံပေါဥဖို့ဦးနှင့် အေးချမ်းစွာနေသောဦးစောအေးအဖိုးတနေ့တစ်ကြိမ်ရွှေဘိုနယ်ရှိလယ်မြေများမှတီစာကများသွားသိမ်းသည့်အလုံးမှလွဲ၍အခြားအလုံးမရှိချေလယ်မြေစီကငွေပြင်းမပူမပင်စားတော့နေထိုင်နိုင်လေသည်ဦးစောအေးသည်စာကြည့်ခန်းအတွင်ရှိပလက်ကလက်တိုင်းပေါ်မှာလှဲလျောင်းရင်းစီပြင်းလေးကိုခံကအပြင်ဘက်သို့ထွက်သွားသောတာကိုစောခိုင်ပြန်အလာကိုစောင့်မျှော်နေလေသည် ထိုနေ့ကအင်္ဂလိပ်မြန်မာစေတန်းဆက်မီပွဲများ အောင်စင်ထွက်မြေနေဖြစ်၍ကိုစောခိုင်သည်အိမ်တို့တည်င်းစာလာပို့မိအချိန်ကိုပင်မဆောင်နိုင်မဲတည်င်းစာကိုစလဲအိမ်တို့ကြိုတင်ထွက်ခွာသွားခြင်းဖြစ်သည်ဦးစောအေးသည်စီပင်လိတ်ကိုမိကိုထောင်းထောင်းထောက်အောင်ဖွာရှက်ရင်းတစုံတစ်ခုကိုနက်နက်နဲနဲစင်စားကန်ဝင်နေရမှ စာကြည့်ခင်အတွင်သူဝမ်းတာအာရအပြေလွားဝင်လာတော့တာဖြစ်သူကိုစောခိုင်အားလှည့်ကြည့်လိုက်၏ကိုစောခိုင်ဤမျက်နာကလန်ဆန်းကြည်ရွှင်လာ၏ အဖေကျွန်တော်ဆံမီဝဲအောင်နေဟောဒီမှာကျွန်တော်ခုနံပါတ်နဲ့နှမ်းမီကိုစောခိုင်ကလက်တွင်းမှာကင်လာသောသတင်းစာကို ဖွင့်ကားဖခင်အားယူသေးစွာလှမ်းပေး၍သူနံမီကိုလက်ညှိုးနှင့်ထောက်ပြလိုက်ပြီးဖခင်ဤခြေထောက်ချထားရာအနီးကျန်းပြင်ပေါ်မှထိုင်လိုက်၏ဦးစောအေးကตาဤနံပါတ်နေအမိကိုတချက်မြာကြီးကသတင်းစာကိုပိတ်ပြီးပေါံပေါ်မှာအခောက်လိုက်တင်ထားလိုက်၏ကျွန်တော်နာမည်မှာမှတ်ထားတဲ့ခရီးဝင်တွေ့လာပြီ ကိုစောခိုင်ကနှစ်သိမ့်အားရစွာမေးလိုက်၏ထိုခေအခါကစေတန်းအောင်သူများသည်မိမိတို့နာမည်မှာခရီးပွင့်အမှတ်ပါသည်မပါသည်ကိုဂယူဆိုင်ကြရ၏ခရီးပွင့်အမှတ်ပါသောနာမည်ရှင်မှသာလျှင်ဤစည်ရင်မှအောင်မြင်သူများဖြစ်၍တက္ကသိုလ်သွားခွင့်ရသည်ခရီးပွင့်အမှတ်မပါသောနာမည်ရှင်မှဘီစည်ရင်မှအောင်သူဖြစ်၍တက္ကသိုလ်ဝင်ခွင့်မပြုချေဘီတရှနေတဲ့အစိုးရကပညာအသင်ကြားရေးမှာအဆင့်တန်းခွဲထားသောခေဖြစ်သည်တွေ့ပါတယ်သား ။ဦးစောအေးကတာဆမ်မီဝဲအောင်ဒီကိုကြည်နက်ဝမ်းမြောက်တော့လဲအဖြေကိုတူတူပင်ပေးလိုက်၏။တစုံတရာကိုကြံစီစိတ်ကူထားသောမျက်နှာဖြင့်တာအားငေးကြည့်နေသည်။ကိုစောခိုင်ကဖခင်ဤမျက်နှာကဲကိုဂယုမဆိုင်မီအမတ်တမဲပင်။ကျွန်တော်တက္ကသိုလ်ဆက်သွားမယ်နော်အဖေ။ကိုစောခိုင်ကရွှင်မြူးစွာဆိုလိုက်၏။ဦးစောအေးသည် အတန်ငယ်တွေ့နေပြီးမှဟိုသူငယ်ဘားဆွေလေးရောအောင်သလားဟုမေးလိုက်သည်မအောင်ဘူးအဖေ သူခမရဖဲအောင်မမလဲကျောင်းလာကစအုပ်ဖို့မုံဖို့ကအဖေအားထောက်နေလို့သာကျောင်းနေရတာစော်ကျက်ဖို့အချိန်မရှိပဲသူ့ဦးလေးနဲ့အတော်ကကျောင်းချိန်ကလွှဲရင်မိဖို့ကျောင်းနဲ့ပရင်ဖို့ကို တလဲစီခိုင်းနေတာအဖေရဲ့မိမိတို့ကထောက်ပံ့ပေးကန်းပညာသင်ပေးနေရတော့တငယ်ချင်းကိုပါဆွေအတွက်ကိုစောခိုင်ကစိတ်မကောင်းစွာပြောလိုက်၏အေးตาကမိဘမဲ့ဆွေမျိုးမဲ့ဆင်းရဲလို့ဦးလေးအိမ်မှာကက်ရံနေရတဲ့တငယ်ချင်းမို့ ျင်နာစိတ်ထားပြီးထောက်ပတ်မှလို့ပြောတာနဲ့အဖေကသားစိတ်ကအောင်ထောက်ပတ်နေတာအနာမပေးပဲခိုင်းနေတဲ့သူ့ဦးလေးနဲ့အတော်ကြောင့်စာချက်ချီမရှိလို့အောင်မမဟုတ်ဘူးဆိုတာတော့အစောကတည်းကအဖေတွက်ပြီးသားပါကွယ်ဦးစောအေးကတွေ့တွေ့ဆဆပြောလိုက်တနာပါတယ်အဖေအောင်စင်းမှာသူ့နာမည်မပါတော့သူ့မျက်ရည်ကြတယ်သူ့ဦးလေးနဲ့အတော်ကတော့ဆဲမှာပဲလို့ညည်းတယ်ပတ်စံလေတပြားမှမရှိဘူးဆိုလို့ကျွန်တော်အိမ်ထဲပါသွားတဲ့ငွေ၆ချက်ပြီးခဲ့တယ်အဖေ ကိုစောခိုင်ကတငယ်ချင်းအားကျင်နာစွာပြောနေ၏ဒီသူငယ်ပဒိန်လူကိုတော်တော်တက်နေရောပေါ့သမင်းတော်စားလောက်ယုံဖြစ်ပါလိမ့်မယ်ဦးစောအေးကပြောလိုက်သည်သူဦးလေးနဲ့အတော်ကစားချက်ချိန်မပေးဘဲပဒိန်ဘူထဲမှာကြီးခိုင်းနေလို့ကောင်းကောင်းတက်နေပြီအဖေရွှေစိန်ကြောက်ယရနာတွေအကြောင်းလဲသူနားလည်နေပြီဒါပေမဲ့သူဦးလေးနဲ့အတော်ကသူတို့ပဒိန်ဘူမှာခိုင်းနေပေမဲ့တုံဆွဲဖို့မုံဘူးပဲဖို့တပြားမှပေးတာမဟုတ်ဘူးအဖေရဲ့ ထမင်းတဝမ်းမသိယုံကြွေးပြီးအလကားခိုင်းနေတာ။သူကဒီဦးလေးတွေအတော်ရင်းနဲ့မနေချင်လို့စေတန်းအောင်ရင်တခြားမှာအလုရှာမယ်လို့စိတ်ကူးထားတယ်တဲ့။အခုတော့သူ့ကုသိုလ်ကံပေါ့လေ။ကိုစောခိုင် စကားဆုံးသွားတော့လေဦးစောအေးကဘာမှမပြောချင်။တစုံတစ်ခုကိုစဉ်းစားသလိုငြိမ်နေသည်။ကိုစောခိုင်ကလည်းအခိုက်တန့်အားဖြင့်တငယ်ချင်းကိုပါဆွေအတွေ့စိတ်မကောင်းဖြစ်၍ငြိမ်နေသည်။အတန်ကြာစိတ်ငြိမ်နေပြီးမှကျွန်တော်တက်ကူဆက်သွားမယ်နော်အဖေ။ ဦးကိုစောခိုင်ကသူ့လူလာချက်ကို တောင်းဆိုလိုက်ပြန်၏။ဦးစောအေးကตาမျက်နာကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်ပြီးမှအေးစီသောအတန်ဖြင့်ပြောလိုက်၏။ဒီကလပြူစာတွေကိုဆက်တင်နေလို့လေတိတ်အကြောင်းမထူးဘူးလို့အဖေမြင်ပါတယ်ကွယ်။သူတို့စာတင်ချောင်းကထွက်တော့သူတို့ပေးတဲ့လာကစားအလုပ်ကလေးရပါမှမရရင်ထမင်းဘလို့လှူစားမလဲ။လာကစားကျွံအလုပ်ကလွဲပြီးဘလို့မှတော့မရတဲ့ပညာပါသားရဲ့။ အဖေတို့မှာตาလာကစားအလုံးလုံးမှာထမင်းဆားရမှာမဟုတ်ပါဘူးတက်ကတော့ကိုဆက်မသွားစေချင်ဘူးသားဇနီးတဲ့ကွဲလွန်တော်လေတူဒီတော်သားကလေးစိတ်ငယ်ဝမ်းနည်းမည်ဆို၍နောက်အိမ်နောက်မထူထောင်မေရှိသည်မအချစ်စိတ်ကိုตาပေါ်မှာသာပုံထားခဲ့သောဖခင်ကြီးအားကိုစောခိုင်သည် အတင်းအကျပ်စံကျင်ပဲလုပ်ရန်ဆန္ဒမရှိချေဖခင်စိတ်ချမ်းသာအောင်လိုက်ရောမည်ဟု စိတ်ကိုဆုံးဖြတ်လိုက်၏ဟုတ်ကဲ့ အဖေဆန္နာကိုတာဆန်းခြင်းမှမပြုပါဘူးအဖေဘလို့အလိုမျိုးကိုအဖေကလိုစီခြင်းမသလဲကိုစောခိုင်က ကြည်ပြူသွားပြီးဂတိပီပီပြန်မေးလိုက်သည်မဟုတ်သေးဘူးလေတာရဲ့အဖေစိတ်မချမ်းသာမှဆိုလို့လိုက်ရောရတဲ့ဆန္နာမျိုးကိုအဖေမလိုလားဘူးအဖေပြောမဲ့စကားကိုတည်တည်ချာချာနားထောင်စဉ်စားဝေဖန်ပြီးမှသာစိတ်ကိုဆုံးဖြတ်ပါအေးစင်းညင်သားစွာပြောနေတော့ဖခင်အားကိုစောခိုင်ကချစ်ကြည်ညိုစွာမော်ကြည့်ပြီးဟုတ်ကဲ့ဖေပြောပါ တာနားထောင်ပါမယ်ဟုပြောလိုက်၏အေးဒီလိုကွယ်သားရဲ့ကလပြူစားတွေကိုတန်းကုန်အောင်တင်ပြီးသူတို့ပြီးတဲ့လာကစားအလုတ်ကလေးကိုလှုပ်နေရတော့လူသက်သားတယ်ပင်မမှုမရှိဘူးမင်းဆိုးရစားဆိုတဲ့အရှင်ဝါကြောင့်လူတွေကကြောက်ကြရယူသေးကြရတယ်ဒါပေမဲ့စိတ်ရောကိုယ်ရောလွတ်လပ်မှုမရှိဘူးကိုယ်တဘောအတိုင်းမနေနိုင်မလုပ်နိုင်ဘူးအထက်အရာရှိတွေခိုင်းသမျှကိုဦးလှယ်မတုံထမ်းဆောင်နေရမယ်လူတွေကကြောက်ကြယူသေးကြတာက စေတနာပါလို့မဟုတ်ဘူးကွ။ရာဒူးအရှိန်ဝါចောင်းတာလင်းကြောက်ရရူတည်ရတာကိုတားရဲ့မတော်တဆအမှားယွင်းဖြစ်လို့ရာဒူးပြုတ်ခဲ့တော့တားစင်းစားကြည်စမ်း။ဦးစောအေးမိကွန်းကိုကိုစောခိုင်ကအလွယ်တကူပင် ဖြေးချလိုက်သည်။ရာဒူးပြုတ်ရင်ကြောက်ခဲ့ရူတည်ခဲ့တဲ့လူတွေကရောပဝင်းချင်းကပါတားကိုအပြစ်ဆိုကြမယ်။မထီမဲမြင်ပြုတ်မှုဆက်ဆံကြမယ်။ကိတ်ရရှုံချကြမယ်။လာကစားအလောက်ကလွဲပြီးဘလို့မှတိုးမရတဲ့ဒီပညာဟာ ရာဓူးပြုတ်နေတဲ့တာဖို့အလကားပဲဖြစ်မှာပေါ့အဖေအေးကွတာပြောတာမှန်နေဦးစောအေးကနှစ်ချိတ်စွာထောက်ခံလိုက်ပြီးစကားဆက်လိုက်ပြန်၏အဒီတော့ကလဖြူစာကိုတန်းကုံအောင်အချိန်ကုန်ခံတင်နေမဲ့အစားအနေငယ်ပင်မဆင်းရဲခံလိုက်မယ်ဆိုရင်နင်းနေတော့စွန်စားရမှာပေါ့သားရဲ့ယောက်ျားတကွန်လူရည်ကျွန်ကမိုးစွန်တမို့ကြေကိုစွန်လဲမလွတ်စတဲ့ရမြဲတန်းတီးလို့ဆိုတဲ့စကားအတိုင်း ်ဇွဲရှိရှိနဲ့အပင်ပန်းခံကြိုးစားရင်ကြေကိုဆွရမှာလောက်တော့မခဲရင်မှဘူးသားရဲ့ရည်ရွယ်ချက်အထမြောက်သွားမယ်ဆိုရင်မြောက်များစွာသောတတဝါတွေရဲ့အသက်ကိုကယ်တင်နိုင်မယ်ကုသိုလ်လည်းရမယ်လူတွေရဲ့တကယ်ဖြူစင်တဲ့စေတနာမြတ်တာကိုလည်းခံယူနိုင်မယ်တအဖို့လည်းဘေးကင်းရန်ကင်းကိုရောစိတ်ပါလွတ်လပ်စွာနေနိုင်မယ်အသည့်လိုဘဝမျိုးကမကောင်းပေဘူးလားသားဖာခင်ဦးစိုးဤဘာကိုရည်ရွယ်ပြောနေသည်ကိုကိုစိုးခိုင်နားမလဲချီ သို့တော်လေဦးစောအေးပြောသောဘဝမျိုးမကကိုစောခိုင် အမှန်ပဲနေလိုသည်အဖေပြောတဲ့ဘဝမျိုးမှာတော့ตาနှစ်နှစ်ချိုက်ချိုက်နေလိုတဲ့ဆန္ဒရှိပါတယ်အဖေဒါပေမဲ့အဖေရွယ်ချက်ကตาစဉ်းစားလို့မမြင်နိုင်သေးပါဘူးရှင်းပြပါအဖေကိုစောခိုင်က ကလေးငယ်တစ်ဖွဲဖာခင်ဤဒူးကိုဖက်ပြီးပြောလိုက်၏အေးအေးလိပ်ပတ်လဲအောင်အဖေကမပြောသေးတော့ตาနားမရှင်းဘူးဆိုတာဟုတ်ပေတယ်ဒီလိုကွယ်ตาရဲ့ အဖေသားနားလေသဘောပေါက်ရုံလောက်ပဲပြောပြမယ်။အခုအဖေတို့နေထိုင်တဲ့မြမပြည်ထဲမှာပဲကွ။လူသူအယောက်ပေါမရှိအောင်အင်မတန်တိုးတောင်ထူထပ်တဲ့တနေရာမှာအလွန်မချုံမောလှပတဲ့မင်းမပြူတစ်ပါးကဘယင်မအဖြစ်စူးစံအုပ်ချုပ်နေတဲ့တီးတန့်တန်းပြည်ကလေးတစ်ခုရှိနေတယ်ဆိုတာသာကြားဘူးသလား။ကိုစောခိုင်သည်မြားစွာအံ့အားတင်သွားလေသည်။ဘီသရှာအစိုးရကမြမတပီလုံးကိုတင်းယူအိုးဆိုးနေတဲ့အခုချိန်မှာပရိသေရှမ်းစော်ဘွားရီနေရာရှမ်းပြည်ကလွယ်ပြီး အခုအဖေပြောတဲ့အတိုင်းပြီကိုလုံးဝမကြဘူးသေးပါဘူးအဖေ။ကျောင်းမှာသင်ခဲ့ရတဲ့မြန်မာပြည်အကြောင်းပထဝီဝင်စာအုပ်တွေထဲမှာလည်းမတွေ့ဘူးပါဘူး။ตาမကြဘူးမသိဘူးဆိုတာမဆန်းပါဘူး။သူများတိုင်းပြီသူများရည်မြေသူများပစ္စည်းကိုမတရားသောလောဘစိတ်နဲ့ဘယ်နေရာပါရှိပါလဲလို့နှမ်းဆက်အောင်လိုက်ရှာနေတဲ့ကလပ်ဖြူတွေတောင်မှမသိသေးတာကပဲ။အဲ့ဒီတိုင်းပြည်ကလေးကအင်းတိုင်းပြည်ကလေးဆိုပေမဲ့ကျေဝင်းလာတဲ့မြေပြန့်ဒေသတော့မဟုတ်ပေဘူးတာရဲ့။ တောင်တန်းကြီးတစ်ခုပေါ့ကွယ်အဖေတို့ရဲ့ဘေးတော်တဲ့တက်မူးမောင်ဗလာကတော့နတ်မီဆန်ရများသေးလားလို့အမိပေးခဲ့တယ်တာရဲ့ဖာကင်ဤဒူပေါ်မှာမေးတင်ပြီး မျက်လုံးစင်းနေတော့ကိုစိုးခိုင်ဤဦးကောင်းသည်မမတ်ထောင်သွားသည်စင်းနေသောမျက်လုံးများကလည်းပြူကျဲလာသည်နတ်မီဆန်ရများသေးလားဟုတ်လားအဖေနေပါဦးကျွန်တော်တို့မျိုးကစစ်မှုထမ်းမျိုးလားအဖေပြောတဲ့ကျွန်တော်တို့ဘေးတော်တဲ့တက်မူးမောင်ဗလာဆိုတာနဲ့ အဲ့ဒီနတ်မီဆန်ရမြသေးလာနဲ့ဘလို့ဆက်နေတယ်လဲအဖေကိုစောခိုင်ကစိတ်ဝင်စားစွာတီလိုစောနဲ့အလောတကြီးမိလိုက်၏ဖြည်းဖြည်းတာရဖြည်းဖြည်းနားလည်အောင်အဖေပြောပြမှာပေါ့အဖေဘူတောက်ရီတစ်ခွက်လောက်ခတ်ချေစမ်းတာစောစောကအေးဆက်ဆက်အမူအရာလုပ်နေရမှ ယခုတီလိုစောပြင်ထန်သောတာဤအမူအရာကိုဥစောအေးကကောင်းစွာအကဲခံမိသည်ဈေးကင်သောသဘောဖြင့်ရေခတ်ခိုင်းလိုက်၏ ကိုစောခိုင်သည်ပေါ်ပါလှည့်မြန်စွာရေတခွက်ကိုသွားခတ်လာပြီးဖခင်အားယူသေးစွာပေးလိုက်သည်ဖခင်တောက်ပြီးသောရေခွက်ကိုကိုစောခိုင်သည် နေရာရောက်အောင်ပင်ပြန်မထားနိုင်ချေဖခင်ထိုင်နေသောပလက်ကလက်ထိုင်အနီးဇပွဲပေါ်လှမ်းတင်ပြီးမူလာထိုင်ခဲ့သောနေရာမှပြန်ထိုင်လိုက်၏ဖခင်ဤပေါင်ပေါ်မှလက်နှစ်ဖက်ကိုတင်ပြီးဆက်ပြောပါအဖေတာတိကျင်လိုက်တာဟုပွေတောင်းလိုက်၏ဦးစောအေးက ตาမျက်နာကိုချစ်ခင်စွာစီစီကြည့်ပြီးအီစီသောအတန်းဖြင့်ဆက်လက်ပြောလိုက်ပြန်သည်အဖေတို့ရဲ့ဘေးတော်တမူမောင်ဗလာနဲ့အဲ့ဒီနမ့်မီဆန်ရမြတီလာအဆက်အသွယ်အထုပ်ပတ်တီကတော်တော်လေးရှည်လျရတယ်အဲ့ဒီအကြောင်းတွေကိုဘေးတော်တမူမောင်ဗလာကိုယ်တိုင်ရေးသားထားခဲ့တဲ့ပီဇာပရပိုက်ကြီးရှိတယ်ကွအဲ့ဒီစာပေတွေကိုဖတ်ကြည့်ရင်သာသိပါလိမ့်မယ်အဲ့ဒီပီဇာတွေအဖေစီမှာရှိလားအဖေအေး ဘိုးဘွားမိဘတည်ဆုံးကုန်လို့အမွေနှစ်ခွဲဝေကြတဲ့အခါဒီပီဇာကဟိုလူနောက်ပါသွားဒီလူနောက်ပါသွားနဲ့ရထားတဲ့လူကလည်းဂယူးတဆိုင်ဖတ်ရှုလေးလာခြင်းမရှိဘဲကြောင်ထူးပစ်ထားခဲ့တယ်။နောက်ဆုံးအဖေရဲ့မွေးသဖခင်လက်ထဲရောက်တော့မှအဘကအမှတ်မတင်ဖတ်ရှုကြည့်ရကစိတ်ဝင်စားလာတယ်။ဒါပေမဲ့အဘစိတ်ဝင်စားတဲ့အရွယ်ကဇေယျပိုင်းရောက်နေတော့ပီဇာများပါတဲ့အတိုင်းအောင်မြင်အောင်မကြိုးစားနိုင်ခဲ့ဘူး။အဘကအဖေကိုဒီပီဇာအပ်သွားတယ် ဖြစ်နိုင်အောင်ကြိုးစားပါလို့လည်းမှားသွားတယ်။ဒါပေမဲ့အဖေကကျမ်းမာရေးချူလွင်းလို့လာရွှေနှစ်ရွှေနဲ့အသက်ကတဖြည်းဖြည်းကြီးလာတော့ပေစာအတိုင်းမဆောင်ရွက်နိုင်ပြန်ဘူး။ဒါကြောင့်သားကိုကြိုးစားခိုင်းမယ်လို့စိတ်ကူးကြည့်မိတာကွ။တာကြိုးစားလို့အောင်မြင်ရင် အခုတင်ကအဖေပြောတဲ့ဘဝမျိုးကိုတာရောက်နိုင်မယ်။ဦးစောအေးကစကားကိုခိတပြက်ခါမောသွားဟန်ဖြင့်နားလိုက်၏။အဲ့ဒီပေစာကဘယ်မှာထားလဲအဖေ။စကားပြက်သွားသည်ကိုမချင်မရေဟန်ဖြင့် ကုဆိုးခိုင်ကမေးလိုက်ဟိုးအကန်းတော့မှထားတဲ့တစ်သားဘီရူကြီးတဲမှာဥစောအေးကသူရှိသူရှူရှိတစ်သားဘီရူကြီးအားမင်းကိုပြပြီးပြောလိုက်သည်ကျွန်တော်သိသိချင်းနဲ့အဖေဖတ်ကြည့်မယ်ကုဆိုးခိုင်ကပြောပြောဆိုဆိုထမြီဟန်ပြင်လိုက်ရာဥစောအေးကသူ့ပုံပေါ်တွင်တင်ထားသောตาဤလက်ကိုအตาအုပ်ပြီးခိုင်လိုက်၏နေအောင်ตาရဲ့အဖေပြောမဲ့စကားတွေကိုစုံအောင်နားထောင်ပါအောင်ပြီးမှပီဇာကိုဖတ် ဖတ်ပြီးမှတည်တည်ချာချာစဉ်းစားဆုံးဖြတ်စိတ်ကိုနိုင်ပြီဆိုတဲ့အခါမှာအဖေကိုပြောဟုတ်လားဦးစောအီအီစကားကြောင့်ကိုစောခိုင်ကမထာတော့ပဲထိုင်မြဲထိုင်နေလိုက်၏ပြောပါဖေဒီလိုသောဖြင့်ဘီရိုကြီးရှိရာသို့ကိုစောခိုင်ကမျက်လုံးကြီးတစ်ချက်ဝေ့ကြည့်ရင် ဖခင်အားစကားဆိတ်ရန်ပန်ကြားလိုက်သည်အဒီနမ့်မိဆန်ရမြတီလာမှာမြာသားအစ်စ်ယတနာတွေမြာသားတောင်ထူကူကြီးနဲ့ဗုဒ္ဓရုပ်ပွား မြသားအစစ်စင်းနူတော်ကြီးတဆူရှိုံသာမကဘူးကံကုံနေစီယောဂဝေဒနာနဲ့ဝိကျွေးခံစားရတဲ့ဝေဒနာကလွှဲရင်ဘလို့အနာယောဂဝေဒနာကိုဖြစ်ဖြစ်တမဟုတ်ချင်းပျောက်ကင်းချမ်းသာစေတဲ့ဗုဒ္ဓဆေးပင်လည်းရှိတယ်လို့ပေစာမှာပါတယ်။မြယဒနာတွေကတော့မယူတိုက်တဲ့ပစ္စည်းလို့ပေစာမှာဆိုထားတယ်ကွ။အဲ့ဒီတော့ဗုဒ္ဓဆေးပင်ကိုရအောင်သာစူးစမ်းဆောင်ယူကြည့်ပါလား။ဒီဆေးပင်တွေကိုသာရလိုက်ရင် တရှိတဲ့ဝါတွေရဲ့အသက်တခင်ကျေးဇူးရှင်အဖြစ်နဲ့မြင့်မြတ်စွာနေရမယ့်တားရဲ့ဘဝအဖို့ဘလောက်ကြည်နူးစရာကောင်းမလဲတားရဲ့။ဦးစောအေးကစကားကိုရက်ပြီးတားဤမျက်နှာကိုအကဲခတ်လိုက်၏။ကိုစောခိုင်ကအထူးတိုက်တွန်းရမယ်မလို့တော့ချင်။ပင်ကိုကပင်စွန်စားလို့သောစိတ်ရှိပြီးသူဖြစ်၍ဖခင်ဤစကားအတိုင်းလိုက်နာဆောင်ရွက်မည်ဟူသောအတိပဲသည်မျက်နှာတွင် ထင်ထင်ရှားရှားပေါ်လွင်နေသည်။ ကျွန်တော်ဒီလိုထူးထူးဆန်းဆန်းစွန့်စားရမယ့်ကိစ္စမျိုးဝါသနာပါတဲ့အဖေကျွန်တော်ကြိုးစားမယ်။ကိုစောကိုင်းကတီဂျီခိုင်မာတော့အတန်ဖြင့်အဖြေပေးလိုက်၏။အေးအောင်မြင်ပါစေလို့လည်းအဖေဆုတောင်းမယ်။အဒီနမိဆန်ရမြတိလာကလူတွေရဲ့နေထိုင်စားဝတ်မှုကဖြင့်တော်တော်လေးထူးဆန်းတယ်လို့ပေးစာမှာပါတယ်။ပေးစာအစိုးအတိုင်းမှာဖြင့်အဒီလူတွေဟာသူတော်ကောင်းစစ်စစ်တွေပဲတာရဲ့။ဒါပေမဲ့သူတို့တိုင်းပြည်ရဲ့စီကံဥပဒေကိုမလိုက်လာရင်တော့ အသက်ဆုံးအောင်ရရက်ဆက်ဆက်စီးရင်တယ်လို့ဆိုထားတယ်။တမညလူသားတယောက်အဖို့လဲသူတို့တိုင်းပြည်ထဲဝင်ဖို့သူတို့စီကန်းကိုလိုက်နာဖို့ရာအတော်ခေရင်သားပဲကွ။အပြင်လူစိမ့်သူစိမ့်ကိုလုံးဝအဝင်မခံတာကြောင့်သူတို့ကလည်းအပြင်လောကနဲ့အဆက်အသွယ်မပြုတာလဲတကြောင်ပေါ့။အဖေတို့ဘေးတော့တမိုးမောင်ပလာတယောက်သားဘလို့ကုသူကန်လှည့်စားမှန်းမသိလို့ရောက်သွားတာကိုကွ။အဲ့ဒီနတ်မိဆိုင်ရာမြတ်တီလာဘယ်မှာရှိလဲအဖေ။ဒီတိုင်းပြည်ရှိရာကိုပေစာမှာညွှန့်ထားသလား။ မညွန်းဘူးသားရဲ့မညွန်းမှုဆိုတာကလမ်းစဉ်ခရီးမြေပုံပြမထားဘူးဘေးတော်တက်မှုကလည်းအတိအကျမသိဘူးတဲ့ကွစင်ပြူရှင်မေတူမင်းတရားထိုင်းကိုစစ်ချီတော်မူစဉ်ကသူ့ပါသွားတာကိုဇွဲကပင် တောင်နဲ့ဒီတောင်ရဲ့အဆက်တောင်ဆွဲတောင်တန်းတွေကြော်ပြီးတော့အင်မတန်တိုးတောင်ထူထပ်တဲ့တနေရာမှလို့သာဆိုထားတယ်။အော်ဒါတဲ့တားကိုအဖေတင်ပေးထားတဲ့ကရင်စကားကရင်စာတွေကောင်းကောင်းမှတ်မိသေးရဲ့လား။ကိုစောခိုင်ကနိမ့်နေချိုက်ချိုက်ရည်လိုက်၏။ အဖေကကရင်စကားနဲ့ကရင်စာသားဆိုတယ်။ကျောင်းမှာကျွန်တော်တငယ်ချင်းကရင်တွေကဒီစာနဲ့ဒီစကားကိုနားမလည်ကြဘူးအဖေရဲ့။သူတို့သုံးနေတဲ့ကရင်စာနဲ့ကရင်စကားကတမျိုးပဲ။အဖေတင်ထားတာနဲ့မတူဘူးအဖေရဲ့။ကရင်ဘာသာအစ်စ်ပဲသားရဲ့။ဦးစောအေးကခပ်ပြုံပြုံမျက်နှာဖြင့်ပြောလိုက်၏။ဒါပေမဲ့အဖေကရင်ဘာသာကိုအခုကရင်တွေကနားမလည်ပဲအဖေ။သူတို့နားလည်တာနားမလည်တာအရေးမကြီးဘူးသား။ตาအဖို့ကောင်းကောင်းနားလည်ဖို့အရေးကြီးတယ်။ ဘာကြောင့်လဲအဖေကိုစောခိုင်ကအံ့အားသင်ဟန်ဖြင့်မေးလိုက်သည်ပေစာတွေကိုဖတ်ကြည့်ရင်ဘာကြောင့်ဆိုတာသားသဘောပေါက်လာမှာပေါ့နမီဆိုင်ရာမြတိလာကိုတွားရင်တားတယောက်တည်းတွားလို့မဖြစ်ဘူးတစ္ဆာရှိတဲ့မိကောင်းဆွေကောင်းတယောက်လိုလိမ့်မယ်ပေစာတွေကိုဖတ်ခေါင်းအီအီထားပြီးစဉ်စားဆုံးဖြတ်စိတ်ကိုနိုင်ရင်ယုံကြည်ရတဲ့မိဆွေကောင်းတယောက်ရှာပြီးရင်အဖေကိုပြောလိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့အဖေငွေလုံးလောက်အောင်ထုတ်ပေးမယ်ဟုတ်လားတာ ဟုတ်ကဲ့အဖေကဲကဲပီဇာတွေဖတ်ပြီးရောအဖေလဲခြံနဲ့ဆင်ပြီးအညောင်းပြေလမ်းလျှောက်ရင်ပတိစိတ်လိုက်အောင်မယ်ဦးစောအေးကပြိုပြီး အခန်းတွင်မှထွက်သွားလေသည်ကိုစောခိုင်သည်ပေါ်ပါလွတ်လပ်စွာဘီရိုကြီးရှိရာသို့ထထွားပြီးဘီရိုတကားကိုဆွဲဖွင့်လိုက်၏ကျွန်းတက်တာငယ်ကလေးကိုဘီရိုအစင်ပေါ်မှဆွဲယူကကျမ်းပြင်ပေါ်သို့ချလိုက်သည် တစ်သားကလေးမှာတော်ခတ်မထားသဖြင့်အလွယ်တကူဖွင့်၍ရလေသည် ပါလွာပျော်ပြောင်းသောငွေပြားပေလွာအချက်ကလေးများကိုအထက်လိုက်တွေ့ရ၏အဆက်အဆက်မမားစေရန်နံပါတ်စင်ထိုးထားသောပေလွာချက်များကိုတစ်ခုပြီးတစ်ခုယူကာကိုစောခိုင်စိတ်ဝင်စားစွာဖန်နေသည်မှာ ထမင်းဟင်းကိုပင်မေရော့နေလေတော့၏ ဆီယမကြီးမဝင်းမြင့်ဤသားထားတဲ့မြာတီလာတောင်ဆွေဝဲနောင်သည်ဆိုတဲ့ဝတ္ထုရှိရဲ့အပိုင်းနှစ်ကိုလည်းစောင့်မျှော်နာဆင်ပေးပါဦးနော်။နာဆင်ပေးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါသည်ရှင်။